Hello Daily Chinese with 阿陽馬就說吧的,我是阿陽。Hello Daily Chinese with 阿陽馬就說吧的,今天點名滿到အခြေခံတက်ပြီးသားသူများအတွက်ဆိုရင်ပိုအဆင်ပြေမယ်เนาะဝကြဖွဲ့စည်းပုံလေးပေါ့ရှ်စန်တက်ပေါ့เนาะရှ်နဲ့လောက်တဲ့ဝကြလေးအဲဆိုရင်အဲ့ဒါဝကြထဲမှာဒီရှ်ဟိုပါတဲ့အချိန်ဆိုရင်ဘလို့အတိတ်ပဲပေါက်တယ်ဆိုရင် ဖြတ်တဲ့စာကြောင်းဒါမှမဟုတ်ရင်ကြေညာတဲ့စာကြောင်းဒါမှမဟုတ်ရင်တခုခုကိုတတ်မှတ်တဲ့စာကြောင်းမှာရှိတယ်ပေါ့နော်အဲ့လိုမှာအသုံးပြုတယ်အဲ့လိုဆိုရင်ပါလေလူဒါမှမဟုတ်ရင် အရာဝတ္ထုတခုခုကတခုခုနဲ့ညီမျှတယ်ဆိုတော့အတိတ်ပဲပေါ့နော်အဲ့လိုနေရာမှာအသုံးပြုပေးတယ်အဲ့ဆိုရင်ဒီမှာလေးကြည့်လိုက်မယ်သူရဲ့ဖွဲ့စည်းပုံလေးကရိုးရိုးရှင်းရှင်းလေးပဲ simple sentence လေးတွေပေါ့နော် subject နဲ့အပေါင်း she ပြီးရင်အပေါင်း object လေးဒီလိုလေးပဲရိုးရိုးရှင်းရှင်းလေးပဲ sentence လေးကနော်အဲ့ဆိုရင်ဒီမှာကြည့်我是学生ကျွန်တော်ကကျောင်းသူကျောင်းသားပါပေါ့နော်我是老师ကျွန်တော်ကဆရာပါ我是医生 ကျွန်တော်ကဆရာဝန်ပါဗောနော်ဒီလိုရိုးရိုးရှင်းရှင်းလေးပဲအဲဆိုရင်သူ့ရဲ့ negative form ရှိတယ်တဲ့သူ့ရဲ့ negative form မှာဆိုရင်ဒီကောင်ပေါ်ဝူပူပူဗောနော်ပူရှ不是了，别的，啊，你也没呢，那是，sub subject，啊，帮，不是，啊，你也放好了。 objective 来 u 但又有我家里头个压力。他不是老师，这个写么好不嘛？他不是学生，这个长大么好不？长大么好不？我不是医生，这个写文么好不？ မားနဲ့သုံးတဲ့ question စမ်းတမ်းလေး SND မားဆိုတော့အဲ့လိုစကလုံးလေးကိုအမေးစကလုံးလေးကိုဘယ်လိုစာကြောင်းမှာထည့်လဲဆိုရင်တခုခုကိုဆိုပြတဲ့ပေါ်ပြတဲ့ဝကျအာခြေညာတဲ့ဝကျအဘလိုဘလိုပုံစံလဲဆိုရင်ဒီလိုဝကျလေးတွေပေါ့နော်他不是学生ဟာလားပြီးရင်အနောက်မှာမားလိုက်ပြီးရပေါ့နော်အဲ့လို ဖော်ပြတဲ့ဝကျလေးတွေပေါ့ဟုတ်လားပြီးရင်ဝါရှ်လောက်ရှ်အင်ဂျင်နာကဆရာဆိုရင်အဲ့ဒါဂျီညာလည်းဝကြအဲ့လိုပုံစံပေါ့နော်အဲ့လိုဝကြတွေမှာနောက်မှာလီဒန်စက်ကလုံးအနေနဲ့သုံးပြီးတယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာကြည့်လိုက် subject ပြီးရင် sh ပြီးရင် object လာမယ်ပြီးရင်နောက်ဆုံးမှာ ma ဆိုတဲ့စက်ကလုံးလိုက်ပြီးတယ်ဟုတ်လားနီ subject တွေဟုတ်လား sh ကတော့ sh ပဲအ 老师 object 里哈啦，妈这边到特别的，你是老师，大哥哎呀么这边的，你是老师人，名家是伢人，得酷酷酷，手边的破边的，哎都不加班了，你是老师吗？看名家是伢啦，你是中国人吗？看名家得有路苗啦，哎都甭想那边了，不加个悠悠闲闲那边。